မာနတွေလောဘတွေကိုအသာထားပြီးတော့ဒီနိုင်ငံလွမြောက်ဖို့အတွက်ရှေ့တိုးနိုင်ဖို့အတွက်နော်ကျမတို့ပူပေါင်းစီလုံးညီညွတ်မှုရှိရမယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့တောင်းဆိုချင်ပါတယ် ယေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်အရာဆိုတော့အေးပေါ့အေးကတော့လက်ရှိမှာเนาะလက်ရှိမှာဟိုဗလဲတေသညာနိခွန်စပေါ့ကလေးကအခုချိန်တည့်ရမမနာဘူးเนาะဟိုမြို့ဒီသိစခန်းဒီပိုက်တဲ့အခုဆိုရင် နော်ဒီကြောက်ဖြူကိုကြောက်ဖြူကိုဝိုင်းကူပေးတဲ့တရုတ်နဲ့မအားလာကိုတော့မစိတ်ခေါ်နိုင်တဲ့အဆင့်ရောက်နေပြီအဲကြောင့်မို့ရလက်ကောင်းတယ်အခုဆိုရင်အေအေကမြို့သိမ့်မဲ့အဆင့်တော့ရောက်နေပြီနော်နားလေအားရအေအေကတော့ ုဘအကောက်ပြလာတယ်ဘအကောက်ပြလာနေအခုဆိုရင်ကျွန်မတို့ပြည်သူပြည်သူတို့ရေအခုဆိုလေရန်ကုန်ထီတောင်ကျွန်မတို့ရဲ့เนาะ PDL LED အခုရန်ကုန်ထီတောင်ရောက်သွားပြီဘရန်တော့တပ်ပေါင်းချုပ်ညာကျော်တို့မှလည်းကြိတ်ထားတယ်တဲ့ခွေး90ကျော်တဲ့ကရင်ကရင်တတင်းကတော့ကျွန်မတိုက်တော့ မဖတ်ရဘူးရှက်လို့ပြန်တင်ပေါင်းချုပ်ပြန်ပန်းပြန်မယ်နော်စခုနရဲ့ဒီနေ့စခုနရဲ့6လ2025နော်အမ်မြင်းချန်ခရိုင်ပန်မကြီးထောက်ပြတယ်အကျန်းဖက်စစ်တပ်ရဲ့စစ်အာဏာသိမ်းမှုနဲ့အတူဂျမ်းမာရေးကန္တာဖျက်ဆီးခံရပြီးတဲ့နောက်မှာ HIV HIV ကူးစက်ယောဂအသစ်များတွေ့ရှိရတဲ့ကမ္ဘာနိုင်ငံတစ်ခုအဖြစ်မြန်မာနိုင်ငံကမှတ်တမ်းတင်ဝင်လာကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းအမတီဦးကျော်မိုးထွန်းကထုတ်ဖော်ပြောဆိုသွားတယ်ပြောရမယ်ဆိုကျွန်တော်တို့ရဲ့နော်ဒီအနာသိပ်ပြီးတဲ့နောက်ပိုင်းမှာဒီ HIV ဆိုတာ AIDS ကိုပြောတာနော် HIV ယောဂကူးစက်အများဆုံးနိုင်ငံတွေထဲမှာကျွန်တော်တို့မြန်မာနိုင်ငံပါဝင်နေပြီသူတို့နော်ဥပဒေမရှိတဲ့နိုင်ငံပြီးတော့ ပြည်သူတွေကိုဟိုဘလဲရက်စက်ရုံမှာတဲ့နိုင်ငံနော်အဲ့ဒါကြောင့်မို့အခုအဲ့ဒီဥကြုံမိုးထုံကကုလမှာနော်ကျမတို့မြန်မာနိုင်ငံအပါအဝင်ပေါ့နော်ကုလကုအဲ HIV ကုဆက်ယောဂပြတွေ့တဲ့အထဲမှာကျမတို့မြန်မာနိုင်ငံလည်းပါတယ်စိတ်မကောင်းကြပဲနော်ဆိုင်ဝင်စားဖို့ကရင်ကိုဟောက်ပါကဲနောက်ပြီးတော့တိုက်ပွဲ ဒါတက်ပွဲသတင်းเนาะ EAO EAO PDF ကဲရှမ်းမြောင်းအရင်ပြောမယ်ရှမ်းမြောင်းမှာ TLA သိမ့်ပိုက်ထားတဲ့နောင်ချိုမြို့သို့ UD ပြန်လဲသိမ့်ပိုက်ရင်အတွက်စစ်ကောင်စီကစစ်ကြောင်းများခွဲ၍အပြင်းအထန်ထိုးစစ်ဆင်လာနေကနေ့စဉ်စစ်တပ်ကတိုက်ခိုက်မှုများလှုံ့ဆော်နေတယ်အခု TLA တွက်လာမစည်းလုံးချင်းရဲ့ဆိုဂျိုကအဲ့ဒါပဲကျမတို့တော်လန်ရေးမစည်းလုံးလေမအေးလို့မင်းအွန်လိုင်းအတွက် နော်ပြီးတော့ဟိုတရုတ်အတွက်အခွင့်အရေးပိုရလိမ့်မယ်အဲကြောင့်မို့ကျမတို့တိုင်းရင်းသားပြည်သူတွေအချင်းချင်းစီးလုံးညီညွတ်ကြပါလို့ပြောချင်တာအခုကြည့်နောင်ချိုကိုနော်နောင်ချိုကိုအခုဟိုဗလဲမင်းအောင်လိုင်းကကျမတို့ အချစ်ချင်းမညညို့တော့တဲ့အခါကျတစ်တုံညာနိခွန်တော့ကဆိုရင်ဒီစဉ်းစားကြည့်နော်တစ်တုံညာနိခွန်ပေါ်ပေါက်စားတော့ဆိုရင်စခန်းတွေတမျိုးပြီးစခန်းတွေတစ်ခုပြီးတစ်ခုသိနော်မျိုးတွေတမျိုးပြီးတစ်မျိုးသိနေတာအဲ့ဒါကျမတို့စီလုံးညို့ချင်းရဲ့အင်အားကိုပြတ်ပါတာဖြစ်တယ်အဲ့ကြောင့်မို့အာတာတွေမာနာတွေလောဘတွေကိုအသာထားပြီးတော့ဒီနိုင်ငံလွတ်မြောက်ဖို့အတွက်ရှေ့တိုးနိုင်ဖို့အတွက်နော်ကျမတို့ ပူပေါင်းစီလုံးငုံညုံမှုရှိရမယ်အခုတချို့ကြတော့ပြောတယ်နော်ကဘာစစ်ဖြစ်တော့မယ်ကဘာစစ်ကိုညှို့ကိုနေတဲ့လူတွေလည်းရှိတယ်ကဘာစစ်မဖြစ်ဘူးပြီတို့ဘာဖြစ်လို့လဲအခုနော်အရှိအလေဘိုင်းကိုအခုရုရှားရုရှားမဟုတ်ဘူးလေဣသရေလအမေရိကန်တို့ကတော့သူတို့တကန်လိုက်မယ်သူတို့ကဟိုဘယ်လဲသူတို့ဆောင်ရွက်လိုက်မယ် ကဘာစိမဖြစ်ဘူးနော်အလကားဆောက်ပို့တယ်အဖန်ဟစ်နေတဲ့ခောင်းနဲ့ခွေးကမကိုက်ဘူးအဖန်ဟစ်နေတဲ့လူတွေကပတော်မှမတိုက်ဘူးပြီတို့နော် HIV ပိုးအများဆုံးအဓိကနေဆမှာအများပြအေးလေစေကိုကိုကကပါလေနော်အာနောက်ပြီးတော့ဒါတော့ဟိုနောင်ချိုမြို့မှာပေါ့နော်ကဲကချင်ပြည်နယ်ဖားကန်းမြို့ ဖာကန်နော်ဖာကန်မျိုးအကျန်းဖက်စစ်ကောင်စီနဲ့ KNA ပူးပေါင်းတပ်ဖွဲ့တို့အကြားတိုက်ပွဲများပြင်းထန်နေပြီးတိုက်ပွဲအတွင်းစစ်ခွေးပဲမှအရာရှိတချို့အပဝင်အသေးများပြားတယ်တွေ့လားစီလုံးကြီးညွန့်လို့ရှိရင်သူတို့ဘတော်မှတိုက်လို့မနိုင်ဘူး AKNA ကိုကြီးလိုက် AA ကိုကြီးလိုက်နော်မအာလာဘေဂတ်သူရဲ့ပထွေးတယုတ်လာရရှာလာဘယ်လိုပဲကူညီပါစီเนาะသူတို့ကို လုံးဝမနိုင်ဘူးအဲ့ဒါစီလုံးချင်းရဲ့အင်အားအဲ့ဒါကြောင့်မို့နော်အခုဖားကန့်ကိုသူတို့ဘလောက်ပဲတတိုက်သူတို့ခွေးပဲကြတယ်နောက်ပြီးတော့ရှမ်းကရင်နီနယ်စကမိုးပြဲမြို့မှာစစ်ကောင်စီတပ်ကထိုးစစ်ဆင်လာတာကြောင့်မြေပြင်တော်လှန်ရေးတပ်နဲ့တိုက်ပွဲ ဖြစ်နေစဉ်ဖြစ်ပွားနေတယ်အဲတပ်တော်မြေပြင်တော်လှန်ရေးနဲ့တိုက်ပွဲဖြစ်ပွားနေတယ် ပြောမှဆိုအခုကနေရာတိုင်းမှာတိုက်ပွဲဖြစ်တယ်เนาะခုနတော့ရှမ်းတောင်၊ကရင်နီ၊နောက်ပြီးတော့ကချင်းเนาะနောက်ပြီးတော့ TNLA เนาะရှမ်းတောင်ဘက်မှာเนาะအဲ့ဒါကြောင့်မို့အခုနေရာတိုင်းမှာတိုက်ပွဲတွေဖြစ်နေတယ်ပြည်သူတို့အခုမနေ့ညနေကဘကိုးတိုင်းအတွင်းစီရန်ကုန်ပြည်လန်းအပဝင် မင်းမင်းလာမျိုးနဲ့ရှိနေရာသုံးခုနဲ့တိုက်ပွဲဖြစ်ပွားသဖြင့်လမ်းများပိတ်နေပြီးစစ်အရာရှိနှုတ်ပါဝင်စစ်ခွေးအသေးများပြားတဲ့ပြည်သူတို့တွေ့လာရန်ကုန်ဘကိုးဘကိုးနေပြီးတော့နော်ဒီနေရာတဝက်ကအခုကျမတို့ကပြောမယ်ဆိုရင်ကျမတို့ရဲ့တော်လန်ရဲ့တပ်သားတွေကတဖြည်းဖြည်းနဲ့အထဲကိုစိတ်ဝင်နေပြီးပြည်သူတို့စိတ်ဝင်နေပြီးတဖြည်းဖြည်းနဲ့မြို့ဘဟုနားကိုနီးလာလီနီးလာလီပဲ ဟုတ်တယ်နွားကိုရင်ကြာဆွဲမယ်ဆိုတာဟာပတ်မဟုတ်ဘူးအဖွဲ့ဒီမစီလုံးရင်အဲ့လိုမဖြစ်မှာအဲ့ဒါကြောင့်မို့အခုကရင်ကလည်းနော်ဖိတ်ခေါ်ကြီးညာတယ်ကြီးညာတယ်အလုံးစီယုံစီလုံးရမယ်ဒါပေမဲ့လေအိုးဘာလဲမစီလုံးတဲ့သူကတော့အိုးသစ္စာဖောက်လောက်ကောင်တွေကတော့သူတို့ကကန့်လန့်လုပ်နေမှာပဲအဲ့ဒီလူတွေကိုမဆောက်ပဲနဲ့အခုအချင်းချင်းစီလုံးပြီးတော့နော် ဒီဘဟုကိုတိုက်နိုင်ဖို့အရေးကြီးတယ်အခုကြည့်เนาะဘကိုးတိုင်းအတွင်းမှာရှိတဲ့ရန်ကုန်ပြည်လန်းအပဝင်ဒါဆိုရင်ကျမတို့မြို့တွင်းနားကိုရောက်နေပြီအထူးသဖြင့်ဘဟုနားကိုရောက်နေပြီเนาะဘကိုးပြည်ဆိုတာရန်ကုန်နဲ့နီးနီးလေးပဲရန်ကုန်ကိုနော်ရန်ကုန်ကိုရောက်ပြီဆိုရင် နေပြီးတော့မကြခင်နေပြီးတော့မှာပဲအခုမန္တလေးပြင်ဦးလွင် မကြခင် နေပြီးတော့စုံမကနေပြီးတော့มาပြီးတို့เนาะအဲကြောင့်မို့အဲ့ဒီနေရမှာတော့နေရသုံးနေရမှာတိုက်ပွဲဖြစ်တယ်အဲကြောင့်မို့ကျွန်တော်တို့ပြည်သူတွေเนาะလူမျိုးဟိုဗလည်းလူမျိုးရေးဘာသာရေးပုံကိုကြီးကို မစွဲဘဲနဲ့အခုကျွန်တော်တို့နော်ကရင်သတင်းကိုတင်လိုက်လို့ရှိရင်ကြီးလိုက်လို့ရှိရင်လူမျိုးရေးခွဲခြားတဲ့သတင်းကြီးပဲအခုကရင်နီလာချင်းလာ ကချင်းလာနော် တခြားပြည်နယ်ကလူမျိုးရေးသွေးခွဲတဲ့စကားတခွန်းမှမပြောဘူးဒီဆွေကရင်နေပဲနော်လူမျိုးရေးသွေးခွဲစကားပြောတာအထူးသဖြင့် NUG ကိုသူတို့ကြည့်ရတာသူတို့က NUG ကိုထိုးချပြီးတော့သူကညွတ်ပေါင်းအစိုးရအနေနဲ့တက်ဖို့နော်ညွတ်ပေါင်းအစိုးရအနေနဲ့သူကဥဆောင်ပြီးတော့နော်ကျွန်မပြောမယ်ညွတ်ပေါင်းသွားမယ်ဆိုရင်ဒါတရုတ်ရဲ့လက်ဝီခံဖြစ်သွားမယ်တရုတ်က ကျွန်တော်တို့ပြည်တွင်းပြိုကွဲလေသူ့အတွက်ရွှေတွင်ပို့ရလေပဲနော်အဲ့ဒါကြောင့်မို့အခုအဲ့ဒီတောင်းနေရမှာဘကိုးရဲ့ရန်ကုန်ဘကိုးတိုင်းနဲ့ဘကိုးတိုင်းအတွင်းမှာရှိတဲ့ရန်ကုန်ရဲ့ပြည်လန်းအပါဝင်မင်းလာမြို့နယ်မှာရှိတဲ့နေရာတောင်းနေရကိုနော်ကျွန်တော်တို့တော်လန်ရေးဟိုဘယ်လက်တိုက်ပွဲဖြစ်တော့အရာရှိနှစ်ဦးပါဝင်စစ်ခွေးအများပြားသေးတယ် စစ်ကောင်စီတပ်ရဲ့ပြစ်ခတ်မှုကြောင့်ပြည်သူ၄ဦးသေဆုံးခဲ့ရတယ်စိတ်မကောင်းပါဘူးကျမတို့ပြည်သူတွေအခုလိုအချိန်မှာနော်ဒီစစ်ခွေးတွေနေတဲ့နေရာနဲ့ဝေးဝေးရှောင်ကြပါဒီအချိန်ကအတိကအရေးကြီးတဲ့အချိန်ပါနော်ပေါ်ပေါ်သေးသေးမတွက်ပါနဲ့ဒါပေမဲ့ဟိုဘိုကတော်တွေပူးစဒလန်တွေကတော့သူတို့သိလဲကိစ္စမရှိဘူးနော် အခုနောက်ပြီးတော့စွန်လ15ရက်နေ့ကမကွေးတိုင်း6မြို့နယ်ဂိုင်းကောက်ဂိုင်းထောက်ကန်ရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကျန်းဖက်စစ်ခွေးများကိုတိုက်ခိုက်ရာခွေး၄ကောင်သိရွာတဲ့ပြည်တို့အခုဆိုရင်ဥယျာဉ်မွန်တို့ကလည်းကမ်ပိန်းလုပ်တယ်နော်အခုဒီမကွေးနေရာကိုပြောစမ်းမြို့သိအထွေထွေထိုးစစ်စစ်နိုင်ဖို့အတွက်အဲ့ဒီမကွေးနေရာလမ်းကြောင်းပွင့်ဖို့လိုတယ်အဲ့ဒါကြောင့်မို့ ဒီကမ်ပိန်းမှာလည်းပါဝင်ကူညီလို့ရတယ်ပြည်သူတို့အဓိကကတော့เนาะကျွန်မပြောမယ်အဓိကကတော့ဒီပြည်မဘဟုကြဆင်းဖို့ပဲကြဆုံဖို့ပဲเนาะတချို့လူမျိုးရင်းပြောမဆိုရင်ဟိုဘာလဲအမျိုးသားရေးအဆုံးရောက်တဲ့လူတွေတချို့ရှိတာပဲဒါပေမဲ့အဲ့ဒီလူတွေကိုဂယုမဆိုင်တဲ့ပြည်သူတို့ပြီးတော့ကရင်ပြည်နယ်မှာလေအခုချိန်မှာပြည်သူအတွက်ကျွန်မပြောထားတယ် เนาะซอตอนีတို့ซอตอนีတို့အာကွယ်ထူးဝင်းတို့ပြောတယ်ကရင်ပြည်နယ်ကိုဒီကော်တူးလေးနိုင်ငံအဖြစ်အုပ်ချုပ်ဖို့အခု သူတို့အုပ်ချုပ်ရင်ရန်ဒီယာစစ်ဆယ်ရာဂိုင်းတော့ရသွားပြီးစုပ်ကလေးကเนาะစကားစအပါဝင်ဒီအမွာကြီးနောက်လက်နဲ့ကင်၅ဖွဲ့၆ဖွဲ့တွေ ပေါင်းလိုက်လို့ရှိရင်သူတို့တွေကစစ်ဆဲရာခိုင်နှုတ်ကိုထိထုတ်ထိုင်ပြီးတော့ကျွန်တော်တို့ PDF ပြည်သူတွေကတော့20ရာခိုင်နှုတ်ပဲเนาะလက်ရှိဟိုဗလဲကြီးဆိုးနေတယ်လို့အမှတ်လို့ရတယ်အဲ့ဒါကြောင့်မို့เนาะအခုသူတို့တွေကမေလိုမင်းအောင်လိုက်စနစ်နဲ့သွားဖို့အတွက်တာစုနေတာကိုကျွန်တော်တို့ပြည်သူတွေနေနဲ့ဂယုမဆိုင်ပဲနဲ့ပြီမလွမြောက်ဖို့အတွက်เนาะ အိုကရင်ပြည်နယ်မှာပြည်သူထဲချုံနေမြေမရှိဘူးနော်အောက်ချုံရေးရန်တရားမရှိဘူးနော်ပြည်သူအောက်ချုံရေးရန်တရားမရှိဘူးလက်ရှိ မအားလာအောက်ချုံရေးရန်တရားကကရင်ပြည်နယ်မော်ပြည်နယ်တနင်္သာရီတိုင်းနော်အဲ့ဒီနေရာဒေသတဝိုင်းမှာမအားလာအောက်ချုံရေးရန်တရားအပြစ်ပဲရှိတယ်အဲ့ဒါကြောင့်မို့ဘာဖြစ်လို့လဲဆိုတော့မြို့မသိမ်းနိုင်ဘူးရွာမသိမ်းနိုင်ဘူးနေဆစကန်းကိုတိုက်တာလောက်နဲ့သူတို့အောက်ချုံရေးရန်တရားကို ပေါ်ဆောင်လို့မရဘူးလို့မအားလာအုတ်ချုပ်ရရန်တရားကိုလည်းဖျက်ဆီးလို့မရဘူးအဲ့ဒါလက်ရှိအမှန်တရားအဲ့ဒါကြောင့်မို့ကရင်ပြည်နယ်မှာဘာပဲဆောက်ဆောက်ပြီးတို့နော်စာသိန်းချောင်းလားဆေးရုံလားပြီးတော့နော်ဘာပဲလှုပ်လှုပ်စဉ်းစားကြည့်ပါပြည်သူအတွက်တစ်ခုမှမရှိဘူးနော်ကရင်ပြည်နယ်မှာ PDF ကိုကြီးစိုးနေတာကရင်လက်နဲ့ကင်နေပဲ PDF ကိုထိချုံနေတာကရင်လက်နဲ့ကင်နေပဲအဲ့ဒီအတွက်ကရင်ပြည်နယ်မှာဘာလုံးလုံးနော်အဓိက အရေးကြီးတာကနော်ကျမတို့ဘဟုနေပြည်တော်ကိုအမြန်ဆုံးပြိုစင်းအောင်လုပ်နိုင်ဖို့ဟုတ်လားကြောက်ဖြူရသွားပြီကြောက်ဖြူရောက်သွားပြီဆိုရင်တော့နော်ဝမ်းပါတော့ဗောဘာပဲဖြစ်ဖြစ် ကရင်ပြည်နယ်ကိုကျမတို့ပြောမယ်နော်ကျမတို့ကရင်လူမျိုးတွေကိုပြောချင်တာကဒီကရင်ပြည်နယ်ကိုအသာထားပါနော်အသာထားပါသူတို့လှုပ်ချင်သူတို့လှုပ်ပါစေကျမတို့ပြည်သူတွေအနေနဲ့ကတော့အဓိကတကယ်တိုက်နေတဲ့နော်မျိုးကိုတကယ်တိုက်နိုင်မဲ့အဖွဲ့တွေကိုပဲနော် စိတ်ဝင်စားပါဥတီပါပြည်သူတို့ကျမတို့ပြည်သူလူထုလွတ်မြောက်ဖို့အတွက်နီလန်ကတနီလန်ပဲရှိတယ်ပြည်မပြည်တော်စုဘဟု နော်ကြဆင်းဖို့အတွက်ကြဆော်ဖို့အတွက်အဲ့ဒီနီလန်တစ်ခုပဲရှိတယ်နော်ကျွန်တော်တို့သိွားပြီးအခုကရင်ပြည်နဲ့ခေါင်းမလဲဦးဆောင်နေတဲ့ခေါင်းကြီးပိုင်းတွေက ကျွန်တော်တို့ပြည်သူအတွက်မဟုတ်ဘဲနဲ့သူတို့ကိုဂျိုးအတွက်ကာကွယ်ဖို့ကော်သူ့လေနိုင်ငံကိုသူတို့ဦးတည်နေတယ်ဆိုတာကိုနော်သိလိုက်ရပြီတဲ့အတွက်ကရင်ပြည်နဲ့မပူနဲ့နော်သူတို့မှဂိတ်ချေးပါချင်းညာချင်းသူတို့မှာ မငတ်ဘူးသူတို့ထမင်းမငတ်ဘူးအဲ့ဒါကြောင့်ဒါပေမဲ့စစ်ဘေးဆောင်တဲ့ပြည်သူတွေအတွက်ကတော့ကိုညီလို့ရတယ်ပြည်သူတို့နော်စစ်ဘေးဆောင်တဲ့ပြည်သူတွေအတွက်ပြီးတော့ကျမတို့ PDF လေးတွေရဲ့စာနာရိတ်ခါလောက်ပဲကိုညီပါပြည်သူတို့တခြားအရာတွေကိုစိတ်မဝင်စားနဲ့တခြားအရာတွေကဘာမှလုပ်လို့မရဘူးလောက်ခဲ့ရင်လေဒီချင်းစားလက်နဲ့ကင်ဒီအတော့ပဲဖြစ်သွားမယ်เนาะအဲ့ဒါကြောင့်မို့အခုเนาะ မကွေးတိုင်းပခောက်ကူကရန်အတွင်းမှာနေမီလုံချုံရေးပြည်သူနဲ့ထိတွေ့ဆက်ဆံရဲ့အတွက်ပခောက်ကူလမ်းပိုင်းတနေရာကို စစ်ဆေးခဲ့တယ်လို့ပခောက်ကူကရန်အမှတ်19တန်ရင်ကစွန်လ16ရက်မှာထုတ်ပြန်တယ်နော်အညာဒေသကတော့သူတို့သူတို့နေမီကူနော်သူတို့ကိုယ်တိုင်အုတ်ချုပ်ရေးပြည်သူအုတ်ချုပ်ရေးရန်တရားနဲ့သွားနေပြီကရင်ပြည်နယ်ပြည်သူအုတ်ချုပ်ရေးရန်တရားမသွားဘူးနော်အခုလက်ရှိသွားနေတာမအားလာအုတ်ချုပ်ရေးရန်တရားနဲ့သွားနေတာဖြစ်တယ် မင်းအွန်လိုင်းပြုတ်ချလို့ရှိရင်နော်ဒီကရင်လက်နဲ့ကင်အဓိကတော့ကျွန်တော်တပ်ပေါင်းစုဖွဲ့နိုင်ဖို့လိုတယ်တပ်ပေါင်းစုဖွဲ့နိုင်ပြီးဆိုရင်နိုင်ငံတကာကကျွန်တော်နော်အန်ယူဂျီကိုအန်ယူဂျီရဲ့အစိုးရကိုဟိုတရားဝင်အစိုးရလို့သတ်မှတ်ပြီးဆိုရင်စီးပွားရေးသမားတွေကတော့နော်စီးပွားရေးသမားတွေကတော့မပူပေါင်းလို့မရဘူးမပူပေါင်းလို့ဆိုရင်သူတို့အန်ဒီရဲ့များတယ်အဲ့ဒါကြောင့်မို့ဒါပေမဲ့ ဒီကရင်ပြည်နယ်ကိုဒီအခုလက်ရှိဥဆောင်နေတဲ့ခေါင်းကြီးပိုင်းတွေကိုအကုတ်ဖြုတ်ချရမယ်နော်စနစ်ကိုမှပြောင်းရမယ်နော်မေလိုမင်းအောင်လိုက်ပြုတ်ကြပြီဆိုရင်ဒီကရင်စနစ်မအားလားစနစ်ကရင်စနစ်ကိုအကုတ်ဖြုတ်ချရမယ်နော်သူတို့သွားတဲ့မူကကျမတို့ပြည်သူလူထုသွားတဲ့မူမဟုတ်တဲ့အတွက်အကုတ်ဖြုတ်ချရမယ်အခုအေယာဝဒီတိုင်း ရေကြည်မြို့နယ်ရေနံတာစစ်စေးရေးဂိတ်မှာစစ်ကောင်စီကအင်အားအလုံးအရင်ဖြစ်ခံစစ်ပြင်ဆင်နေမှုများရှိတယ်တွေ့လားအရာဝတီတန်းမှာစကားစကားခံစစ်နေပြည်သူတို့ရေနော်ကဲဖို့ကောင်စီရန်ကုန်တိုင်းအတွင်းစစ်တပ်ကိုကဲတဲ့နေမြေများမှာရဲတပ်ဖွဲ့ကဖမ်းဆီးအရေးယူမှုများလှုပ်ဆောင်လိုပါကစစ်တပ်ကိုကြိုတင်အကြောင်းကြားရမယ်ဆိုတဲ့ညွန်ကြားချက်ဇွန်လ15ရက်စွဲနဲ့ထုတ်ပြန်ထားတယ် တို့လာသူတို့စစ်တာသူတို့အချင်းချင်းတော့မှခေါင်းအော်ခေါင်းပေါ်တက်ပြီးတော့နင်းနင်းကြတယ်ရဲတော်မှသူတို့မျက်နှာตาမပေးဘူးเนาะအခုရဲပါလှုပ်လှုပ်သူတို့မျက်နှာตาမပေးဘူးသူတို့စစ်တပ်ကအကြီးဆုံးเนาะဘာအမှုမဆိုသူတို့ကစစ်တပ်ကအကြီးဆုံးရဲကစစ်တပ်ကိုတော့မှအမှုတန်ရတဲ့စစ်တပ်ကိုပြောမယ်ဆိုရင်စစ်တပ်ကိုမျက်နှာလွဲခဲလှုပ်ရတယ်ပြီတော့ နော်အဲ့ဒါရန်ကုန်တိုင်းမှာနောက်ပြီးတော့စစ်ကောင်စီရဲ့ရောက်မှာအကြမ်းဖက်မှုယနေ့မနေ့ဖားကံမြုံနဲ့လောခင်းအုပ်စုကလေးမော်ကြေးရွာထဲမှာစစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့လက်နက်ကြီးနှစ်ဆင်အနောက်ဘက်ခြမ်းရှိလူနေအိမ်ကြကြမှန်ပောက်ကွဲလို့မိသားစုဝင်၃ဦးထိခိုက်ဒဏ်ရာရရှိတဲ့အပြင် လူနေအိမ်လည်းဒဆစီပြက်စီသွားတယ်မအလာရဲ့စနစ်နဲ့ ရာစာစနစ်ကဘလောက်ထိတူလဲပြီသူတို့သူတို့ကတော့ပြည်သူတွေရှိတဲ့နေအိတ်တွေကိုပဲပြစ်မှတ်ထားပြီးတော့ဒရုန်းကြီးနဲ့ဆော့လေမအားလာလေဒီလိုပဲအခုနော်အီရန်နဲ့အစ္စရေးတပတ်အတွင်းမှာအလောကြီးနဲ့တုံး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 ပြစ်ချတာတော့မသူတို့လူအော်အီရန်ကလူအယောက်900ကျော်ပဲသိတယ်အစ္စရေးကတော့20ကျော်ပဲသိတယ်ပြည်သူတို့ အခုယူကရိန်းနဲ့ဟိုဘယ်လဲရုရှားရုရှားကယူကရိန်းနဲ့ယူကရိန်းရဲ့နေအိတ်နော်ယူကရိန်းရဲ့နေအိတ်ပြစ်မှတ်ကိုပြစ်ပြီးတော့ပြည်သူတွေကိုသူကပြစ်မှတ်ထားပြီးတော့လုံလုံတံနောက်ထပ်ရုံမှန်လေမအားလာနဲ့အတူတူပဲအဲဒါကြောင့်ဒီလိုအာနာစင်စနစ်စိုးကြီးကိုအပိတံဖယ်ထုတ်ရမယ်အခုဆိုရင်နော်ကဘာရဲ့အလဲအရှိအလဲဘိုင်းမှာ အာနာစင်ကြီးစိုးနေတဲ့အာနာစင်တောင်းချမ်းနေတဲ့အတွက် အမမာတော့နော်အမေရိကန်ကဒီဘီယန်နဲ့ကျမတို့ဒီအရှိတောင်အာရှကိုလာဖို့ပဲဒါပေမဲ့အရှိအလယ်ဘိုင်းမှာတောင်းချမ်းနေတော့အခုဒီအရှိအလယ်ဘိုင်းကိုဦးတည်ပြီးတော့အီရန်ကိုအပြတ်ဖြိုဖို့အဆုနေပြီနော်အဲ့ဒါကြောင့်တတိယကဘာစစ်ကဖြစ်မှာမဟုတ်ဘူး အခုပဲခူးတိုင်းညောင်လေးပင်ခရင်မူးမျိုးနယ်နှင့်လေဒူမျိုးနယ်တို့အတွင်စစ်တပ်ရဲ့အကြမ်းဖက်ပစ်ခတ်မှုများကြောင့်ပြည်သူတအူးသေဆုံးပြီးနှစ်ဦးပြင်းထန်ဒဏ်ရာရရှိတယ်။တို့လားသူတို့ကပြည်သူကိုပဲပြစ်မှတ်ထားပြီးတော့နော်နိုင်နေတာ။စုံလား၁၆ရက်နေ့မနေ့ကနော်၁၆ရက်မနေ့ကထုတ်ပြန်ချက်များအရအနည်းဆုံး6ခွေးဝယ်စား7ဦးသေးတယ်။ အလင်းဝင်တာကတော့မကွေးတိုင်းဆလင်းမြို့နယ်တညောင်တိုက်နယ်ရဲစခန်းမှုအလင်းဝင်ရောက်ခဲ့တယ်တိုက်တွန်းနော်တော်လန်ရင်အင်အားစုများပုံမပေါင်းစီချိတ်ဆက်ရန်စစ်အင်အားတိုးချက်တိဆောက်ရန်ချင်းညီနောင်အတုံးရေးမှုအဖွဲ့ဝင်တိုက်တွန်းတယ်နော်ခဏနေ TNL ကလည်းတိုက်တွန်းမှုတယ်နော်အခုချင်းကလည်းတိုက်တွန်းတယ် AA ကလည်းတိုက်တွန်းတယ် KIA ကလည်းတိုက်တွန်းတယ်ဒါပေမဲ့ငါတို့ကရင်ကတိုက်တွန်းဖို့နေနေတာပါ အမလေးသူတို့ကတော့သူတို့ကတော့စစ်တိုက်ဖို့ကိုရည်ရွယ်ချက်မရှိဘူးเนาะစစ်တိုက်ဖို့ကိုရည်ရွယ်ချက်မရှိဘဲနဲ့ဆောက်ရှက်မရှိအမလေးနယ်မြေတွေအုပ်ချုပ်မယ်သူများနယ်မြေတွေလုမယ်အုပ်ချုပ်မယ်စိုးမိုးမယ်เนาะတကယ်အဆက်တရာမဲ့တဲ့အာနာယူတွေပဲ အခုရှိပေးဆောင်ကရားကရင်နီပညာမှာဆွန်လာတတိယပအတွင်းစစ်ကောင်စီပိုအိုပီသူစစ်ပူပေါင်းတပ်တွေအင်အား၄000ကျော်နဲ့ထိုးစစ်ဆင်လာတာကြောင့်ဒေသခံ၄000ကျော်စစ်ပေးတိတ်ဆောင်နေရတယ်ပြည်သူတို့နောက်ပြီးတော့စကိုင်းတိုင်းစားလင်းကြီးမြို့နယ်ညောင်ပင်ကြီးကျေးရွာရဲစခန်းတို့အင်အား၁00ပါစစ်ကောင်စီစစ်ကြောင်းရောက်ရှိလာတဲ့အတွက်အနီးနားစစ်ကျေးရွာများထောင်နဲ့ချီတော်ဒေသခံများတိတ်ဆောင်နေရတယ် ပေါင်မျိုးနဲ့ရှစ်ဆောင်နှစ်ပေါင်းခန့်အရေးပေါ်အကူအညီလိုအပ်တယ်။နော်အဲ့ဒါကြောင့်မို့ကျမတို့ကရင်ပြည်နယ်ကတခြားပြည်နယ်ထက်ဆောင်လို့ရှိရင်ကရင်ပြည်နယ်ကနော်ပို့ပြီးတော့ဟိုဘယ်လဲခြောင်လဲသေးတဲ့ပြည်သူတို့အဖြစ်ဆိုထိုင်းနဲ့နီးတဲ့ထိုင်းနိုင်ငံမှာမိသားစုတွေအများစုကထိုင်းနိုင်ငံမှာအလုပ်လာလုပ်ကြတဲ့အတွက်နော်မိသားစုကိုပြန်ထောက်ပံ့လို့ရပြီပဲဒါပေမဲ့အညာဒေသကတော့ နော်တကယ်ဒုက္ခရောက်နေတာပြီသူတို့နောက်ပြီးတော့စစ်တပ်အင်အားသုံးစစ်ကြောင်းထိုးနေသဖြင့်စကိုင်းတိုင်းမင်းကုန်းဒေသခံများထွက်ပြေးရုတ်တရက်ထွက်ခွာလာရခြင်းနဲ့နေစင်မပြမိုးရွာသုံးမှုကြောင့်စားပေါက်နေထိုင်ရိတ်ခဲခဲတွေရှိနေပြီးစားနာရိတ်ခါအကူအညီတွေလိုအပ်တယ်နော်မလဲကန်ဆိုးမတို့သွားလေရမိုးလိုက်လို့ရွာဆိုသလိုပဲနော်စစ်ဘေးဒဏ်လဲကြောက်ရ တဘဝဘေးဒဏ်လဲကြောက်ရဒုက္ခများတဲ့ကျမတို့ရဲ့မြန်မာပြည်ကြီးငရဲကအရှင်လက်လကြီးကိုကြာနေတာနော်မကွေးနဲ့စကိုင်းတိုင်းကမြို့နယ်တွေမှာစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတဲ့အတွက်ဒေသခံစစ်ဆောင်တွေရပြီးနေဆရာဆေးဝါးနဲ့စာနာရိက္ခတွေအရေးပေါ်လိုအပ်နေတယ်